ရသော်ဘုရားရဲ့အဆုံးမစကားကြအိတရဏဂုံတီးပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိကျတာပါပဲဗုဒ္ဓဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြန်ဘူးဆိုတာကြည့်လေဖះကိုယ်ဝယ်တဲ့ဒီဖះလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ဝယ်တယ်ဒါမှမပြီးပြန်ဘူးလို့ခေါ်တယ် လိုက်ရလို့ကိုယ်ဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုယ်ဝဲတာဒီလိုဆိုလို့ပေါ့နော်ဖရာလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်မြောင်းရသော်ဖရာခုံတော်တွေကိုရည်စုပြီးတော့ကြောက်လို့ကိုယ်ဝဲတာလည်းမဟုတ်ဘူးနော် မျိုးယူအစင်လာမို့ကိုးဝယ်တာလည်းမဟုတ်ဘူးဖရာရဲ့ခုံကိုတိပြီးတော့ကိုးဝယ်လက်လက်ပါမျောပြီးတော့ကိုးဝယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးဝယ်တဲ့လူတွေလောက်တာချိန်တယ်ကိုစားတဲ့အစာလေးနတ်ကိုပူအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတယ်ဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော့ဘူးကွာဘာလုပ်ချင်လဲစီးပွားလေးအောင်မြင်အောင်မဆပေးပါလှုပ်ထတာကိုယ့်ဘာကိုလှုပ်တာသွားကျေးဇူးတင်တာတလွဲ့သွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအဲ့နေအပင်မခံနိုင်နဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်တယ် အလုံးမလုံးလို့ရတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်လက်တည်ထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်မလုံရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားကသူသားတစ်ယောက်ရှိတယ်သူဝီရနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိသူပြောတဲ့စကားလေးကိုနားထောင်ကြည့် အနုထဟံအဝါယမယတရတုခံဒိကိစတသူဝေရတတ္ထကိစ္ဆာဟိမင်းစတထေဝပပယတဲ့သူပြောတာရှင်းရှင်းလေးအနုထဟံဆိုတာတက်တွက်ကြကြမလုတ်ဖဲနဲ့အဝါယမမကြိုးစားဖဲနဲ့နော်မကြိုးစားဖဲနဲ့ ဒုက္ခယတရာဒိကိစ္စတဲ့ချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝိရတတ္ထခိစ္ဆာဤမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပါပယငါကလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝိရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်ဒါပဲနေအားမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုရင်ဝီရိယရဲ့အကျိုးကျေးဇူးတဘိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးနော် လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆင်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကဒီဥစ္စာလောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်ဦးနဲ့တွိုင်းတော်နန်းတာတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုကောဟိုမှာမခံနိုင်ဘူး မခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာတဲ့အဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့အချိန်လေးမှာတိတ်တိတ်လာကြတာဖျားစီအဲ့ဒါလူနဲ့မခံနိုင်လို့ပဲအထက်နဲ့ကအဲခဏခဏဝင်ပူးနေရင်တော့လူနာကနတ်ဖြစ်ပါမယ်အဲ့ဒါတော့လူနဲ့ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနဲ့မခံနိုင်တဲ့တရားမင်းတို့လို့အမတန်မှ တကူကြီးတဲ့လက်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတယ်။မင်းမလောက်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူး။ဆိုတော့ဒါအလွန်ရေးကြီးတာပဲ။လုံးတဲ့လို့တတ်တာလောက်ကိုလောရမယ်။ဒါကြောင့်ငါးပါးသီလစောင့်ထိန်နေဆိုတာသူကသူနေတာထိုင်တာမဟုတ်ဘူးလေ။ဆိုတော့ခုနက တရားဝဲအစမှာပန္တတိပါတာဝေရမဏိသိက္ခာပရံသမာရိယမိလို့ဆောက်တည်လိုက်တယ်။ဆောက်တည်လိုက်တာကသမာဒါနစေရနာလို့ခေါ်တယ်။ရှောင်ကျင်ပါမယ်လို့ခရီးကဝတ်ပြုတ်လိုက်တာ။ရှောင်ကျင်ပါမယ်။ခရီးကဝတ်ပြုတ်ထားတာပဲရှိတယ်။အဲ့ဒီအချိန်လေးမှာ ရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်။အဲတွေ့လိုက်ပြီဆိုရင် ကိုယ်လာကြိုက်လို့ဖက်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနရှောင်းကျင်မမယ်ဆိုတာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြသူကရှောင်းလိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမန္တိပတ္တမရှောင်းပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုတ်ဖဲနဲ့ရှောင်းလိုက်ရအဲ့ဒီရှောင်းတော့မှသူကဒါတိလာခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ာဏိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ကနော်မရဘူးမရသူများဥစ္စာတွေ့တယ်ဒါယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဟောဝိရတိဖြစ်တယ်အဲ့ကြောင့်စောင့်တီတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင် ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါးပါးသီလလုံးချက်လုံးချုံးလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် တီလာကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမြကိုယ့်ကိုစမ်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာမေသူမိစ္ဆာစာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအဲ့ဒါလို့ကြည်နူးဝမ်းသာလာတဲ့အထိ ကိုယ့်တီလာကို ပြန်တွေးရမယ် ကုသီလကိုကိုပြန်တွေးမှတီလာပို့အောင်တက်လာပြီကုသူတွေကတိုးလာအနုဘုဆိုရင်မတိုးဝိချေဆိုတော့ကိုယ့်အိမ်ထဲမှာမိကန်တက်တာတဲ့ထည့်ပြီးတော့တောခတ်ထားလို့ရှင်ဝိသိ90ရာသိ90ပဲမတိုးဘန်တို့ကတော့အထာပြီဆိုလို့ရှင်တော့သူတိုးနေတာ အဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တိုးစေခြင်းတိုးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့ကံမှာဝန္တာအာရဖြစ်အောင်တီလလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုကလုံလောက်တဲ့အနေထားမျိုးအထိရောက်နိုင်ပါတယ် ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှ မရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမတာမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရဝန္တာတယ်လေ အဲ့ဒီနှလုံးချီတာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုတဲ့ကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တွေငြိမ်းလာတယ်ဒီငြိမ်းမှုရတယ် စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတသနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာကြာတာသိတာမြင်တာဖြစ်လာဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေကဒီဘဝမှာအေးတီလာဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာခုရတဲ့တန်ဖိုးကိုသိရများသောအားဖြင့်ပြောလို့ရှိရင် တိလလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူးသို့တော့ဘုရားဟောထား။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်အောင်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတိလရှိလို့ရှိရင် ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။အော်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ရွတ်သေးတယ်လေးစားလား။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြ။အဲ့တော့ဘုရားဗုဒ္ဓဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမတမဟိုကျေနပ်စရာကောင်းတဲ့အနေထားမျိုးရ။ တရဏဂုံအမျိုးစားနဲ့ပတ်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံ တီဖို့ဆိုတာတရဏဂုံအမျိုးစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့ အနှင်းခြင်းအာအတ္တနာဗုဒ္ဓသာနေရတေမီ ငါရဲ့ဘဝငါခန္ဓာကိုယ်ဖျားအအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးသံဃပရာယနောသံဃသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပကမကမဏတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြည့်အဖြစ်ခံယူလိုက်တာ ဒါသိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပ္ပလိပုံနာတထေကြီးကသိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူကအဟံဗုဒ္ဓသာအန်တေဝါတိကောငါဖရာရဲ့တပည့်ပဲဘုသူရဲ့တပည့်မှမခံဘူး ငါဆရာဖရာပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှိခိုးတာတို့အယုသိပေးတာတို့ဘယ်သူမှဘယ်ဖရာကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှိခိုးခြင်းဆိုတာမလုပ်ဘူး ီဗုဒ္ဓမ္မတန်ခါကိုသာလည်းလက်ဟုတ်ချီခြင်းယုတိပေးခြင်းရှ िख ိုးခြင်းလုပ်ပဲလို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယုတိပေးတာဒါပဏိပါတလို့ခေါ်တယ်အဲ့ဒီလိုပဏိပါတလုပ်တဲ့အခါအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ခရီးကိုယုံကြည်ကိုးွယ်တယ်ဆိုတဲ့နေရာမှာ လတ်လပါလိုခြင်းလို့ဘုရားကိုကိုးွယ်တာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးွယ်တာလားအေးမကိုးွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမှုကြောက်လို့ကိုးွယ်တာလားဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးအော်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်တဲ့။နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာ။ဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်။အေးဖရာငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖရာကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူး။ ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးွယ်ရင်လည်းပဲတရဏကုအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးွယ်လို့ရှင်လည်းမရဘူး ဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါတဆိုတဲ့ဒီကိုကိုကို အလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမှ တရဏဂုံတရားရောက်တယ်လို့ဒီလို စာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟို ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာ အတခုမသိဘူးဘယ်လိုကိုယ်ဝေရမလဲဆိုတာမသိဘူးနော်တန်တရဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုတဲ့ မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ